မြန်မာနိုင်ငံအလဲပိုင်းအညာဒေသမှာအတန်ထက်မြန်တဲ့တိုက်လေရင်စီးပြစ်ချခံလိုက်ရပါတယ်။ဒါကဒုတိယကမ္ဘာစစ်အတွင်းဆက်တလင်းဖြစ်ခဲ့တဲ့နိုင်ငံအလဲပိုင်းမှာကမ္ဘာစစ်ကြုံနေရသလိုဘုံကျဲတိုက်ခိုက်နေတဲ့စစ်ကောင်စီအတွက်တော့အရှိုက်ထိုးခံရသလိုပါပဲ။ဒီတစ်ပတ်ရဲ့ပြည်တွင်းသတင်းဆောင်ပါအစီအစဉ်မှာတော့စစ်တပ်တိုက်လေရင်ပြစ်ချခံရတဲ့ပလဲနဲ့ကန်းတောက်ရဲစခန်းမြေပြင်တိုက်ပွဲအခြေအနေနဲ့ဒီတိုက်ပွဲရဲ့ပထဝီစစ်ရေးအရေးပါပုံတွေကိုဒဇင်ကအစစ်စစ်တင်ဆက်ပေးသွားပါမယ်။စကိုင်းတိုင်းရင်းမော့ပင်ခရိုင်ထဲမှာပါသလို ပုံတောင်ပုံညာတောင်တန်းဒေသရောဒေသတို့နဲ့နေမြေချင်းဆက်ဆက်နေတာမို့အချက်အချာကြတဲ့ပလဲမြို့နယ်မှာဂျွန်လာစန်းကစားပြီးတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဆီယနာရှင်စန်းကျင်ရင်တော်လရဲအားကောင်းတဲ့အဲ့ဒီဒေသမှာ စစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတွေကိုတော်လရဲအင်အားစုတွေကဂျွန်လာစန်းကစားပြီးတိုက်ခိုက်နေပါတယ်။ပလဲမြို့ပေါ်အပါအဝင်မြို့နယ်တွေကပြူစော်တိရွာတွေကိုတော်လရဲတပ်ဖွဲ့တွေကအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပေမဲ့ဒီတစ်ကြိမ်တိုက်ပွဲကနှစ်ပတ်ကြာတဲ့အချိန်ပုံမှုပြင်းထန်လာသလိုစစ်တပ်တိုက်လေရင်ပါမြေခရရတဲ့တိုက်ပွဲဖြစ်ပါတယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဥဆောင်ပြီးဂျော်လာနှစ်ရက်နေကပလဲမြို့နယ်ကန်တောက်ရွာနေမြေရဲစခန်းကိုတိုက်ခိုက်နေရပါ PLA ကကန်တောက်ရဲစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ချိန်မှာအခြားတော်လှန်ရေးတပ်ဖွဲ့တွေကစစ်တပ်ရဲ့စစ်ကူလာတဲ့စစ်ကြောင်းတွေကိုဖြတ်တောက်တိုက်ခိုက်နေတာပါကန်တောက်ရဲစခန်းဟာပလဲမြို့ကနေမကွေးတိုင်းကန်ကောမြို့ကိုသွားတဲ့နံမိုင်ပေါ်မှာတရှိပြီးပလဲမြို့နယ်ဆက်လေးမိုင်ကွာဝေးပါတယ်အဲ့ဒီကျေးရွာကနေမြေရဲစခန်းကိုစစ်ကောင်စီကတက်ဆွဲပြီးအခိုင်အမာပြုလုပ်ထားတဲ့စခန်းဖြစ်ကအင်အားတရာခန့်ရှိနေတယ်လို့ PLA ရဲ့ပြောရေးဆိုခင်ရှိသူကပြောပါတယ်။ရဲစခန်းဟာကမ်းတောက်ရွာရဲ့အရှိတ်ဘက်မှာရှိတာပါ။ပလဲမြို့နယ်ထဲကပြူစော်ရီရွာတွေထဲမှာအချက်ချာကျလာတဲ့စခန်းဖြစ်ပါတယ်။ဒါအပြင်ပလဲမြို့နယ်ကနမဲကြီးပြူစော်ရီရွာတွေဖြစ်တဲ့အင်မတီဈေးဖြူကုန်းရွာတွေနဲ့တရိကံပုံစံတည်ရှိပြီးဒီနယ်မြေကိုတော်လန်ရဲတပ်တွေစုံမိုးနိုင်ဖို့အရေးပါတဲ့စခန်းဖြစ်တယ်လို့နယ်မြေကျန်းကျင်သူတွေစီကသိရပါတယ်။ဒီရဲစခန်းကို PLA သာရခဲ့ရင်ပြူစော်ရီကျေးရွာနေရွာကိုစစ်တပ်ရဲ့ထောက်ပို့လမ်းကြောင်းဖြတ်တောက်နိုင်မှာပါ။ ဒါအပြင်ပလဲမျိုးနဲ့အနောက်ချမ်းကိုတော်လရဲတက်တွေအပြည့်အဝစုံမထားနိုင်မှာဖြစ်ပြီးပလဲခန့်ကလမ်းမကိုအတိုင်းတာတစ်ခုထိထိန်းချုပ်သွားနိုင်မဲ့နည်းမြေရက်စကန်ဖြစ်တယ်လို့သိရပါတယ်။ဒီစကန်ကို PLA တက်တွေဝင်ရောက်တိုက်ခိုက်ချိန်မှာစစ်ကောင်စီကအကျဉ်းရရာနဲ့ချပြီးကန်းတောက်ရွာပတ်လေကိုလေချောင်းကနေဘုံကျဲခဲ့ပါတယ်။ကန်းတောက်ရွာဘေးပတ်လေကိုလေရင်နဲ့ဘုံနေကျဲတယ်။ကန်းတောက်နဲ့အင်မတီပြူရွာကြားကိုလည်းဆက်တိုက်လေရင်နဲ့ဘုံနေကျဲတယ်လို့တော်လရဲတက်ဖွဲ့ဝင်တူကပြောပြပါတယ်။ ဒါအပြင်အဲ့ဒီကျေးရွာတွေနဲ့9ရွာလောက်ခြားတဲ့မင်းတိုင်ပင်ကျေးရွာကိုလည်းစစ်တပ်ကဘုံကျဲခဲ့တော်မူကျေးရွာစာတင်ကြောင်းပြတ်စည်းခဲ့ပြီးတက်ကြီးအမျိုးသားတို့တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။ PDF ခေါင်းဆောင်တွေကအဲ့ဒီရွာကိုအထိုင်ချပြီးကွက်ခဲ့တယ်လို့သူတို့ထင်နေတာဖြစ်မယ်။တိုက်ပွဲဆက်ပြက်ကြတဲ့ကမင်းတိုင်ပင်ကပြည်သူတွေလည်းဆစ်ဆောင်ကြပြီးလို့ဒေသခံအမျိုးသားတို့ကပြောပြပါတယ်။တိုက်ပွဲဖြစ်ပြီး၄ရက်အတွင်းမှာစစ်တပ်က MI-17 နဲ့ခုနှစ်စီးအထိအင်မတီပြူစော်ရီရွာကိုစစ်အင်အားဖြစ်တင်းခဲ့ပါတယ်။တခြား PDF တပ်ရင်းတွေက ပြူစော်ရီရွာတွေနဲ့ပလဲမျိုးပေါ်ကစင်အာထွက်လာနိုင်တဲ့လမ်းကြောင်းတွေကိုဖြတ်တောက်ရိတ်လုထားတယ်လို့သိရပါတယ်။ဂျော်လောက်9ရက်နေ့ကအင်မတီရွာကထွက်လာတဲ့စစ်ကြောင်းကိုတော်လရဲတပ်တွေကဖြတ်တောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်သား40လောက်တိစုံကစစ်တုပ်ပန်းနဲ့လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်တိုက်ပွဲတွေဟာပုံမပြင်းထန်လာခဲ့ပါတယ်။ဂျော်လာ10ရက်နေ့မှာတော့ NUG လက်အောက်ခံ PDF ခရိုင်တရင်တွေပကဖနဲ့ပူပေါင်းတပ်တွေဟာဈေးပြူကောင်းရွာကပြူစော်ဒီစကန်ကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ဂျွန်လ10ရက်နေ့မှာကန်တော့ရဲစကန်တိုက်ပွဲကိုလာရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့မကွေးလီတပ်ကတရုတ်နိုင်ငံထောက် F7 Jet Fighter တစ်စီးကို PLA ကပြစ်ချနိုင်ခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီ Jet Fighter ဟာမင်းတိုင်ပင်ရွာရဲ့အရှိန်မြောက်ဘက်ကစပစိရွာကိုကြောက်ရောက်ခဲ့ပြီးလေရင်မောင်းသူအပြင်လေရင်ပြတ်ကျစင်မှာဒေသခံပြည်သူ၄ဦးပါတိတ်ဆုံးခဲ့ပါတယ်။အစောပိုင်းမှာ PDF နဲ့ပကဖောက်တွေကလည်းဈေးပြူကောင်းရွာကိုဘုံလာကျဲတဲ့တိုက်လေရင်ကိုသူတို့လည်းပြစ်ချခဲ့တယ်လို့ထုတ်ပြန်ပါတယ်။နောက်ပိုင်းမှာတော့တိုက်လေရင်ဟာ ယာရီဥဒုစိုးဝါပြီးပြတ်ကြတာလို့ထုတ်ပြန်ထားပါတယ်စစ်ကောင်စီကတော့တိုက်လေရင်ဟာလေးချင်းပြန်တန်းရင်ဆက်ချုပ်ရင်လို့ပြတ်ကြတာလို့ဆိုပါတယ်စစ်ကောင်စီဟာမေလတုန်းကလည်းဗမော်မှာရဟတ်ရင်တွေတိုက်ခိုက်ခံရပြီးပြတ်ကြတာကိုလည်းဆက်ချုပ်ရင်ပြီးပြတ်ကြတာလို့ထုတ်ပြန်ခဲ့တာပါဒါဟာအညာရဲ့စစ်ရေးအောင်မြင်မှုတွေကတခုဖြစ်တယ်လို့တော်လရင်ရဲဘော်တွေကပြောကြပါတယ်တိုက်လေရင်ပြတ်ကြသွားတဲ့နေရာကိုအပြေအလွှာသွားကြည့်ခဲ့တဲ့ PDF ရဲဘော်တူကတိုက်ရလာတန်သွားပြီလို့ဟစ်ကြွေးပါတယ် တိုက်လေရင်ဟာတရုတ်နိုင်ငံထုတ် F7 တိုက်လေရင်ဖြစ်ပြီးအပြက်စည်းတွေကြားတဲ့ကနေတရုတ်ထုတ်ကြီးစံတချို့လည်းတွေ့ရတယ်လို့ဒေတာခန့်ရဲဘော်တွေကပြောပြပါတယ်။တေဆုံသွားတဲ့လေယာဉ်မောင်းဟာသူ့ရဲ့အုတ်ထုံမှာဗုဒ္ဓဘာသာအယူအဆရဘေးရန်နေရကင်းအောင်ဆိုပြီးဆောင်းလေးရှိတဲ့24ပြည်စီဂုံတော်ရုပ်ပုံကိုကတ်ထားတာမြင်တွေ့ရပါတယ်။ဒါအပြင်ဒီဖြစ်ရဟာအာနာသိန်းစက်ကောင်စီခေါင်းဆောင်ပိုကျုံမူကြီးမင်းအောင်လှိုင်ရဲ့အရှိုက်တက်တက်ကိုထုံးနှက်နိုင်ခဲ့ပါတယ်။လူမှုဒေါ်လာရဲ့အကောင့်နဲ့စကိုင်းတိုင်းကိုချိန်မချရဲတဲ့စက်ကောင်စီခေါင်းဆောင်ဟာ လင်းနဲ့အတွင်းမှာသုံးချိန်မြောက်စကိုင်းတိုင်းကိုရောက်နေတဲ့နေ့မှာပဲတော်လရင်အင်အားစုတွေကတိုက်လေရင်ကိုပြစ်ချခဲ့တာပါတိုက်လေရင်ကိုတော်လရင်ပူပေါင်းတပ်တွေကပြစ်ချချိန်မှာစစ်ကောင်စီခေါင်းဆောင်နဲ့ဇနီးဖြစ်သူဒေါ်ကျူယူလာတို့ကစကိုင်းမြို့ကိုရောက်ရှိနေတာပါသူရောက်နေတော့ပလဲကလင်းရင်တရင်ကြားတာပဲမူလအစီအစဉ်ကတော့ငယ်လင်းဘဲတဲ့သူတွေနဲ့ထပ်တွေ့ဖို့ပဲဒါပေမဲ့မျက်စိမျက်နှာပြက်ပြီးပြန်သွားတာလို့စစ်ကောင်ဆောင်တွားရောက်လဲပတ်ခဲ့တဲ့စကိုင်းမြို့ကောင်းမှုတော်ဖျားဂေါ်ဘကအဖွဲ့နဲ့နှိဆက်သူတွေကပြောပါတယ် လက်နက်ကင်ခုခံတော်လှန်ရေးအားအကောင်းဆုံးဖြစ်တဲ့စကိုင်းတိုင်းကိုစစ်ကောင်စီခေါင်းဆောင်က2021နောက်ပိုင်း2023မတ်လမှာတစ်ချိန်ပြီးခဲ့တဲ့ April 6ရက်မှာတစ်ချိန်ဇွန်လ10ရက်မှာတစ်ချိန်လေးနှစ်အတွင်း၃ချိန်ပဲလာနိုင်ခဲ့တာပါတိုက်လေရင်ဆုံးရှုံးခဲ့သလိုမြေပြင်မှာပါအထိနာနေတဲ့စစ်ကောင်စီတပ်ဟာပလဲမြွနယ်ကကြေးရွာတွေကိုနေ့စဉ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်တိုက်ပွဲတွေမှာစစ်ကောင်စီအထိနာပြီးတဲ့နောက်ဇွန်လ17ရက်ညပိုင်းမှာ ပလဲမြို့ပေါ်ကိုလေချောင်းကနေစစ်ကူတွေအများပြပို့တယ်ဆိုတဲ့သတင်းတွေကြောင့်ညရင်းချင်းဒေသခံတောင်းတဲ့ချေစစ်ပေးဆောင်ခဲ့ရတယ်လို့ဒေသခံတွေစီကသိရပါတယ်။ကန်ဒေါစကန်ကိုမတိုက်ခင်ကတည်းကဘေးပတ်ဝန်းကျင်ရွာတွေကိုဘေးလွတ်ရာတင်းရှောင်စေခဲ့တယ်လို့တိုက်ပွဲတွေဆက်ပြီးပြန်ထန်လာလို့စစ်ပေးဆောင်ပြည်သူတွေပုံများလာခဲ့ပါတယ်။ညကုံ၊ဆောင်ချန်းကုံ၊ကျွန်းပိုကုံ၊ကောက်ကိုကုံ၊ဇေဒီယုံနဲ့ပလဲကန်ကလမ်းပိုင်းတောင်ဘက်ချမ်းကကြေးရွာအလုံးကြီးပါထပ်မံဆစ်ဆောင်နေရတယ်လို့ပလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံကသိရပါတယ်။ PLA ဥဆောင်တဲ့ပူးပေါင်းတပ်တွေကဂျော်လာ၁၂ရက်နေ့မှာကန်တောက်ရဲစခန်းကိုဝိုင်းပတ်ပိတ်ဆို့ထားနိုင်ပြီဖြစ်ပါတယ်။အခုတော့အဲ့ဒီစခန်းကိုဝိုင်းပိတ်ဆို့ထားပြီးရဲစခန်းဆိုပေမဲ့သူတို့ကအင်အားတွေထပ်ဖြည့်နေတာရောကတော့ချင်းတွေကအစားတက်ပုံစံအခိုင်အမာလုပ်ထားတဲ့စကန်ဖြစ်နေတာလို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အဲ့ဒီစကန်ကိုစစ်ကောင်စီကပြူစောဒီအားကောင်းရာအင်မတီကျွာကတဆင့်အင်အားတွေဖြစ်တင်ပို့နေတာလို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောတာပါ။လင်းရင်နဲ့အင်မတီကိုလာချတယ် အင်မတီကနေဆက်ချောင်းထိုးပြီးအင်အားတိုးနေတာလို့သူကဆက်ပြောပါတယ်။လက်ရှိတိုက်ခိုက်နေတဲ့တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားတေဆုံးပြီးစစ်တုပ်ပန်းအချို့ဖမ်းဆီးရရှိထားတယ်လို့ဒေါ်လရဲတပ်ဖွဲ့တွေစီကနေသိရပါတယ်။ဂျွန်လ73ရက်နေ့ထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ဘေးရှောင်ပြည်သူတွေကလည်းပြောပြပါတယ်။တရင်းနာမထုတ်ပြန်သေးတာမြေပြင်ရလက်တွေကောင်းတယ်လို့မြေပြင်ကပြည်သူ့ကကွေရဲဘော်တူကအတိပေးပါတယ်။ PLA တပ်ပါဝင် PDF တပ်ရင်းတွေမှာတရင်ဖြေချောင်းခွင့်ပိတ်ထားပြီး ိုက်ပွဲပြီးမှသာထုတ်ပြန်သွားမယ်လို့ PLA တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူအပါအဝင်တော်လရင်ရဲဘော်တွေကပြောကြားထားပါတယ်ရှင်။ People's Win ရဲ့ပြည်တွင်းသတင်းဆောင်ပါစီစဉ်ကိုအပတ်စဉ်တနင်္ဂနွေနေ့မနက်၈နာရီချိန်တိုင်းမှာတင်ဆက်ပေးနေပါတယ်ရှင်။